တတိယတဲ့အချိန်မှာတမိရေး I will show you ပေါ့နော် brown color ပြီးတော့ရလဲပြမယ်ဆိုတဲ့အချိန်မှာ t-shirt ရပြီလေ it's okay i already have this ဆိုတော့ဟာဘလို့ရတာပဲပေါ့ဆိုတော့ဒီမှာလေး t-shirt ရဒီ coffee မှောက်နေတဲ့အဆက်ကလေးတွေနဲ့တမိရဒီ brown color ဆွဲရဆိုတော့တမိရအဲ့ဒီရ shoe ပြင်းလေးဆွဲနေတာမောက်တယ်ဟုတ်တယ်တောင်ကုန်းလေးတွေဆွဲနေတာ brown အဲ့ဒီ coffee mug လေး coffee အဆက်လေးနဲ့ဆွဲနေတာပေါ့နော်အမအရင်သဘောကျသွားတယ် ဟိုပူက workshop တွေလိုက် join ရကြိုက်အဲအဲ့လို art နဲ့ပတ်သက်တဲ့ workshop တွေ join ရကြိုက်တယ်ပေါ့နော်အဲ့တော့ဒီတစ်ခုတည်းမဟုတ်တခြားမျိုး page တွေမှာလည်းအများကြီးတွေ့လို့ရှိရင်လို့ handcraft နဲ့ပတ်သက်တာလေးအများကြီး join ဖြစ်အဲ့ဒါကဖုန်း relax အရင်ဖြစ်စေရပြီးတော့အဲ့လုံနေတဲ့အချိန်မှာတနင်္လာနေ့နှစ်နာရီဖြစ်တခြားဘာမှမတွေးမိတော့ဘူးအဲ့ဒီမှာ focus ရှိနေရပေါ့နော်အဲ့ဒါကိုသဘောကျအတနည်းတောင်မှ constraint တွေအရင်ပြီးနေတာပါဒီလေးတစ်ခုလာ join လို့ရှိရင်အဲ့ဒါကိုမေ့ပြီးတော့ခဏတာလေးရအောင်ပျော်ရွှင်ရအောင်နော် healing ဖြစ်စေရပေါ့အဲ့ဒါကြောင့်လာ join ဖြစ်တာပါ မင်္ဂလာပါညီမလေးရေဟုတ်ကဲ့ပါအမနာမည်ကတော့အသက်ထပ်ပါဟုတ်ကဲ့အမဒီနေ့ကအမရဲ့၅ချိန်မြောက်ပေါ့နော်ဒီ coffee painting art workshop လေးပါရှင့်ဟုတ်ကဲ့အမေခွန်းလေးကရန်ကောင်းပါတယ်ညီမလေးမမက2005ခုနှစ်ပေါ့နော်အမျိုးသားရင်ကျေးမှုနဲ့အနုပညာတက္ကသိုလ်ကနေပြီးတော့ဖွဲ့ရခဲ့တာပါအဲ2006ခုနှစ်ထဲကကလေးပကြီးတင်ကြတာပေါ့နော်အခုလက်ရှိကတော့ Brain Work School မှာပါအဲ့တော့အမဒီနေ့အမကလေးတွေကိုအဲ့ဒီကဝဒကလာတင်နေတဲ့နေ့ဝဒကလာအောင်မမက directly ကလာမဟုတ်ဘဲနဲ့ကလာ mixing တင်တယ်နေပေါ့နော်အဲအဲ့မှာကလေးတွေကမှ group တွေ group တွေနဲ့ကလာ mixing ဘယ်လိုလုပ်ရမလဲဆိုတာကိုအသေးစိတ်တင်နေတဲ့နေပေါ့အဲ့လိုတင်နေတဲ့အချိန်မှာသမီးလေးတယောက်ကနေပြီးတော့အမောက်ဒီချဲတဲ့ဟို brown color လိုချင်တယ်ပေါ့အမောက်လာပြောတယ်အဲ့တော့အမကသမီးလေးခဏလေးပေါ့ဒီဘက်မှာလည်းတခြားကလေးတွေကိုပြနေရဆိုခဏနေသမီးကိုလာပြပေးမယ်နော်ဆိုပြီးတော့အမပြောပြီးတော့အမလည်းဒီဘက်မှာပြနေတာပေါ့နော်အဲ့တော့အမကတခု့ ဘာရှိလဲဆိုတော့မကော်ဖီအရန်ကြိုက်တယ်မမနက်မိုးလင်းလာရင်ကော်ဖီကိုကောကောကောလို့ဖြော်ပြီးတော့မှမတောက်ရရင်မရတနေ့တောင်မှမစားရတဲ့သူမျိုးဆိုတော့အဲ့လိုပဲအကြောင်းရောက်တဲ့အခါမှာလည်းမကော်ဖီကိုအဲဖြော်ပြီးတော့အဲတောက်တယ်ပေါ့နော်တောက်ပြီးတော့အမစပွဲဥမှာတင်လာတာအဲ့တင်လာတဲ့အခါမှာခလေးတွေရောက်လာတဲ့အချိန်မှာကော်ဖီကောကအမလက်နဲ့တိုက်ပြီးမှောက်သွားတာမှောက်သွားတော့အမအဲ့ခုနကတော့ဘရောင်းကလာလိုချင်တယ်ဆိုတော့သမီးလေးကနေပြီးတော့အားတဲ့သူအမ ်တတိယတဲ့အချိန်မှာသမီးရေ I will show you ပေါ့နော် brown color ဘလို့ရလဲပြမယ်ဆိုတဲ့အချိန်မှာတချက်လည်းရပြီလေ it's okay i already have this ဆိုတော့ဟာဘလို့ရတာလဲပေါ့ဆိုတော့ဒီမှာလေးတဲ့တချက်ရဲ့ဒီ coffee မှောက်နေတဲ့အဆက်ကလေးတွေနဲ့သမီးကဒီ brown color ဆွဲရဲဆိုတော့သမီးလည်းအဲ့ဒီက shoe king လေးဆွဲနေတာ mountain ဟုတ်တယ်တောင်ကုန်းလေးတွေဆွဲရနေတာဘရာအဲ့ coffee mug လေး coffee အဆက်ကလေးနဲ့ဆွဲရနေတာပေါ့နော်အမအရင်သဘောကျသွားတယ်အရင်တော့ကတော့မကဒီ coffee ကိုဒီလိုကြီးထက်ထဲဝင်ဝင်တော့မဆွဲဘူးညီမလေးရဲ့အမဝယ်ခံရရင်အ coffee လေးနဲ့ဒီလိုနဲ့နည်းနည်းချစ်လိုက်တာလေးရှိတယ်ဒီလိုဆွဲလိုက်တာလေးပဲရှိရပေါ့နော်ဒါပေမဲ့အဲ့နေ့ကကလေးတွေပြန်သွားတဲ့အချိန်မှာမချက်ချင်းပဲပကြီးကားတစ်ချက်ဖန်တီးလိုက်တယ်ပေါ့နော်အဲ့ရနေစပြီးတော့အမဒီကော်ဖီပကြီကားတွေကိုအများကြီးပေါ့ဖန်တီးဖြစ်တာပါရှင့် အဲရှိတော့ရှိကြမှာပါညီမလေးဟိုဟိုအမတော့အရင်တော့မသိဘူးပေါ့နော်တခြားမှာတော့ရှိကြမှာပါဟုတ်အမလေးတွေးတိုင်းလဲပျော်ရတယ်ရင်အများနဲ့လဲဒီ coffee ပကြီးဆွဲတဲ့အချိန်အမရဲ့ရင်ခုန်ဆုံးအချိန်ပဲပေါ့နော်အဲ့တော့သမီးလေးကတော့အခုဒီမှာတော့မရှိတော့ဘူးဒါပေမဲ့သမီးလေးကိုလည်းအများနဲ့တတိယရနေဖြစ်တယ်ပေါ့နော်ဒီသမီးလေးပေးတဲ့လမ်းစာပေါ့လေတကယ်တော့လည်းဟုတ် သူကကြတော့ညီမလေးရဲ့ဟိုမတို့ဒီပကြီးမှာစနေတော့ water color technique နဲ့တော်တော်လေးတူပါတယ်အဲ texture တွေပါတယ်တူတယ်ဒါပေမဲ့ तू coffee ဖြစ်တဲ့အတွက် तू အချောက်မြန်သွားတာတွေရှိတယ်အာကိုဆွဲခြင်းတလို့ဆွဲလို့ blank လုပ်လို့မရတာတွေရှိတယ်ပေါ့နော်အဲအဲ့ဒီဟာလေးတော့မတို့နင်းတဲ့လေးတတိတော့ထားတာပေါ့ညီမလေးရဲ့ coffee ပကြီးကအမလေးဟိုတိတိကျကျတော့ခေါင်းကျဲမလုတ်ထားဘူးငါတရားဝင်းကျင်လောက်တော့ရှိမယ်ညီမလေးတချို့တွေဆိုရင်လည်းအမဟိုဒီ commercial အနေနဲ့ order add ပြီးတော့အဲချို့ပေါ့နော် နိုင်ငံခြားသားကိုလက်ဆောင်ပေးခြင်းလဲဆိုရဲတော်တော်များများတော့နိုင်ငံခြားသားကိုလက်ဆောင်ပေးခြင်းလဲဆိုပြီးတော့အမရှိရမှာပြီးတော့ယူလာရည်လည်းရှိပါတယ်ညီမလေးဟုတ်တချို့ကျတော့လည်းအမကော်ဖီချစ်တဲ့သူတွေကိုအမလည်းတော်တော်များများလည်းလက်ဆောင်ပေးဖြစ်ပါတယ်ညီမလေးဆိုတော့အမလိုမျိုးကော်ဖီကြိုက်တဲ့သူတယောက်အနေနဲ့ကအရင်တော့ဆိုရင်တော့အရန်စိတ်ညစ်လာတဲ့အခါမှာတခုခုအဲ stress တွေဖြစ်လာတဲ့အခါဆိုရင်အမကော်ဖီဆိုင်အများနဲ့သွားထိုင်နေပေါ့နော်ကော်ဖီဆိုင်ထိုင်နေကော်ဖီတောက်တယ်စာအုပ်ဖတ်တယ်အခုဆိုရင်တော့အမအတွက်ကတခုတိုးလာတာပေါ့နော်ကော်ဖီဆိုင်ထိုင်နေ ချက်ချင်း sketch လေးမှာချစ်လိုက်တယ်ဆိုရင်ဒါအမဘွားအဲ့ဒီအတွက်အမ stress ကြီးအကုန်လုံးပြေသွားတယ်ဒီမှာလေးရဲ့ဟုတ်ကဲ့ဒါဒုတိယအကြိမ်ပေါ့နော် အဲဘုပထမတစ်ချိန်တော့က WBistro မှာလောက်တော့အဲ့တော့ online မှာ Facebook မှာတွေ့ရတဲ့အရင်စိတ်ဝင်စားသွားပြီးတော့ကိုရလည်း coffee ရန်ကြိုက်တယ်ပကြီးဆွဲရလည်းကြိုက်တယ်အဲ့လိုဟိုပါပေါ့နှစ်ခုပေါင်းတာအရာတစ်ခုကိုလောက်ရမယ်ဆိုတော့သဘောကျတယ်တွား join ဖြစ်တာပေါ့နော်အဲ့တော့အရင်ကြီးလေးအရင်ဖြစ်ခဲ့အဲ့နဲ့ဒီတစ်ခေါက်ထပ်လာပြီး join တာပါခုနပြောလို့အဓိက coffee အနံ့ coffee နဲ့အရင်ကြိုက်တယ်ပြီးတော့ကိုကပကြီးဆွဲရကြိုက်တယ်ဟို coffee အနံ့နဲ့ပကြီးဆွဲနေရတဲ့ခံစားချက်ကအဲ့လို အစ်စ်တစ်ခုလောခံစားရရပေါ့နော်ပြီးတော့ environment လေးကလည်းအရန်ကောင်းတယ်အမတက်ထက်နဲ့ဒီပထမတစ်ခေါက်တွေ့ပြီးတော့သူကြားထဲမှာလည်းသူခဏခဏလောက်တာလည်းဖိတ်တယ်ဒါပေမဲ့ကိုယ်လည်းမအားနဲ့မသွားဘူးဒီနေ့ကတော့ကိုယ်လည်းအားရတယ်အစင်းလည်းပြန်လည်လာ join ဖြစ်တာပေါ့အဲ vibe vibe ကောင်းတယ်အဓိကဝင်လာနဲ့ coffee အနက်အနက်ကလို့အရန်ဆွဲဆောင်မှုရှိပြီးတော့ကိုယ်ကအဲ့လိုမျိုးအရန်ဟို agency ပေါ့နော်အဲ့ဒါလေးရဲ့ပြီးတော့ coffee လေးနဲ့အဲ့လိုဆွဲရမှာတက်လေဟို ဗမ်လိုလိုနဲ့ခတ်တယ်ပါဆိုလေအနုအရင်နေလဲကိုယ့်ဘာသာကို mix လုပ်လို့ရတယ်ပြီးတော့ဒီမှာကျကိုယ့်ရဲ့ကိုမစွဲတဲ့ရင်တော့မှမတ်တတ်ထဟိုပေးတာပုံလေးကြီးလည်းရှိရပေါ့နော်အဲ့ဒါလေးကိုမှလည်း color ချဲလို့ရဆိုတော့ပျော်ဖို့ကောင်းတယ်ကိုယ်ကိုယ်နဲ့စွဲရလားစင်းအောင်ချဲတာပုံများကိုယ်ကိုယ်နဲ့စွဲခဲ့ရပါတော့တော့ဒီဒီနေ့ကအခုနည်းနည်း brain နဲ့မှဘာစွဲရမလဲ creativity မသိသေးဘူးဆိုတော့အခုဒီမှာပုံလေးတစ်ပုံတွေ့တာအဲ့လေးကိုစွဲရင်ကောင်းမလားဆိုပြီးစဉ်းစားတယ် ့ work show ကတော့အမတို့အချိန်လေးနဲ့လုပ်ရတာဖြစ်တဲ့အတွက်ကတော့လေ instant coffee ကိုသုံးလာပါတယ်ဒါပေမဲ့လေအမတို့က coffee instant မှမဟုတ်ဘူးကိုကြိုက်တဲ့ဘဲကော်ဖီအမျိုးအစားမဆိုသုံးလို့ရပါတယ်တခြားဟိုအမှုတ်ပဲဖြစ်ဖြစ်ဘလိုပဲဖြစ်ဖြစ်ပေါ့နော်အဓိကတော့အမတို့ဒီ coffee painting လောက်ရတယ်ဆိုတာကအမတို့ဒီ stress ကို stress release ဖြစ်စေချင်တာလည်းပါတဲ့အခါကျတော့ ကိုရင်ထဲမှာဖြစ်လာရင်ဖြစ်လာတဲ့ခံစားချက်အတိုင်းအဖန်တီးလို့ရတဲ့ဟာမျိုးဆိုတော့ coffee z ဆိုလဲအမတို့ကဖင်သားလေးမှာကတ်လိုက်ရင်တော့ဘလို့ပုံလေးချမလဲဆိုတဲ့ idea နဲ့မျိုးမျိုးသွားလို့ရပါတယ်ညီမလေးအဲ့တော့ခုနကညီမလေးမေးခွန်းကိုဆက်ပြောရအောင်တော့လေအမတို့ကဒါ coffee mug ကဒါဟိုဒီတဲ့ကိုလိုချင်တဲ့အတိုင်းဒါပေါ့နော်ကိုလိုချင်တဲ့ tone texture ပုံမူတည်ပြီးတော့ရေအနည်းများလေးနဲ့ချိန်ဆပါတယ်ညီမလေးဟုတ်ကဲ့ရှင့်အဲ့ဒါဒါ coffee တပုံလောက်ဒါပရိသတ်တွေအတွက်ဖန်ပြဟုတ်ကဲ့ရှင့်ဟုတ်ကဲ့ပါရှင့် အခုအမဟိုဒီမှာတော့အခုမြင်မြန်ဆန်းဆန်းဆိုတော့အမက join နေပါရောအသေးစိတ်ဒီတိမကောက်တော့ဘူးပေါ့နော်။မအားလက်တမ်းပဲချလိုက်တော့မယ်နော်ညီမလေးတို့။ဒါအရန်ချောင်းမြန်တယ်ညီမလေး။အဲအဲ့ဒါလေးတခုတော့အမတို့နည်းနည်းချိန်ရတယ်။စတင်ပြီးဆန်းတော့အမလေးဟိုအမအရန်ဟို ဟိုစာပြည်ရင်းပြစ်ကိုမှရမ်းဟိုလိုမြန်နိုးတဲ့သူမျိုးဆိုတော့မှ coffee mug တွေနဲ့ချတာပေါ့နော် coffee mug တွေနဲ့ချတော့မှလေ coffee mug မှာ core တွေတော့အောင်မယ်မသိဘူးဘလို့ core တော့အောင်မှလည်းမသိဘူးပေါ့နော်အဲ့မှာဟိုအမဟိုတယောက်ကအဲလက်ဆောင်ပေးကျွန်တော်အမလည်းရမ်းပေးခြင်းစောနဲ့မြန်မြန်မြန်လုပ်ပေါ့အဲ့မှာတကယ်ကိုမှတုံးနေ texture တွေကိုအရန်ထည့်ခြင်းစောနဲ့ coffee mug တွေကတ်ချပေးလိုက်တာလမ်းရောက်တော့အဲ့ဒါကိုကွာချာ ော့ workshop တွေလိုက် join ရကြိုက်တယ်အဲအဲ့လို art နဲ့ပတ်သက်တဲ့ workshop တွေ join ရကြိုက်တယ်ပေါ့နော်အဲ့တော့ဒီတစ်ခုတည်းမဟုတ်တခြားအဲ့လိုမျိုး page တွေမှာလည်းဟိုအမြဲတွေ့လို့ရှိရင်အဲ့လို handcraft နဲ့ပတ်သက်တာလေးအမြဲ join ဖြစ်တယ်အဲ့ဒါကကိုယ် relax အရင်ဖြစ်စေရပြီးတော့အဲ့လုံနေတဲ့အချိန်မှာတစ်နာရီဖြစ်နှစ်နာရီဖြစ်ဖြစ်တခြားဘာမှမတွေးမိရောအဲ့ပုံမှာ focus ရှိနေတာပေါ့နော်အဲ့ဒါကိုသဘောကျတနေ့တည်းမှာကို stress ကြီးအရင်ပြီးနေတဲ့ဟာမှာဒီလေးတစ်ခုလာ join လို့ရှိရင်အဲ့ဒါအကုန်လုံးမေ့ပြီးတော့ခဏတာလေးကတော့ပျော်ရွှင်ရတယ်ပေါ့နော် healing ဖြစ်စေရပေါ့အဲ့ဒါကြောင့်လာ join ဖြစ်တာပါဟုတ် ကော်ဖီကလေကော်ဖီအရင်တော်တော်ကြိုက်တဲ့ထဲမှာပါကော်ဖီကိုမအဲ့လိုမျိုးပေါ့အဲ့လိုအမေရိကန်နိုဘလက်ဟိုကြိုက်ပိုကြိုက်တာပေါ့နော်ကိုကနွားနိုးမကြိုက်ဘူးနွားနိုးမကြိုက်တော့လို့ကော်ဖီရဲ့မှာနွားနိုးပါတာတိတ်တိတ်မကြိုက်ဘူးအဲ့တော့တောက်လို့ရှိရင်လည်းအမြင်နေရအိုက်စ်အမေရိကန်နိုပဲတောက်တယ်အဲ့တော့ခုကနည်းနည်းပြန်ပြီးရှော့တာပေါ့နော်တန်ဆင်းလို့ပဲကိုကတောက်ရင်နည်းနည်းများတယ်ကိုကလို့ဆိုင်းဆိုင်သွားလို့အေးလဲဘဝမမှာဘူးကော်ဖီပဲအမြင်မှာပဲဆိုင်းသွားသွားလို့အမေရိကန်နိုပဲမှာဆိုတော့အဲ့တော့ကိုကကိုနည်းနည်းရှော့ဖို့ကြိုးစားနေတော့ကော်ဖီအရင်ကြိုက်တယ် ရှစ်ရှစ်ခွက်အဲဟုတ်တယ်ရှစ်ခွက်ကအမှတ်အမှတ်ရဆုံးပဲဘာလို့ဆိုတော့ကိုအဲ့တော့ရှုတယ်တညတော့တနေ့ကုန်မှဟိုမနက်10နာရီကနေပြီးတော့ဟိုမနက်6နာရီထိအဲ့လိုရိုက်တဲ့ညရှိရဲ့အဲ့တုန်းကဆိုကို coffee ကိုတောက်တာအရင်တောက်တာဒါပေမဲ့အဲ့တုန်းကကျတော့ဟိုအမေရိကန်တွေပဲမှောက်လို့မရအောင်ဆိုတော့လေဟိုဒီတိုင်းရိုးရိုး coffee mix ကိုဖြော်ဖြော်ပြီးတောက်တာဆိုအဲ့ဒါအမှတ်အမှတ်ရရရှစ်ခွက်ပေါ့နော်ရှစ်ခွက်လောက်တောက်ပူတယ်တနေ့ကဒါပေမဲ့ပေါ့လေ coffee ကတောက်ပြီးရင်းနေမှာတုံတဲ့ကံမပါဘူးအဲ့မပြောရပါလဲမရှိဘူးအဲ့တော့ဖူးတော့က တိတ်နည်းနည်းအဆင်ပြေရှင်းတုံနာကိုပဲ juice တူဖြစ်သွားလားဘယ်လိုလဲတော့မသိဘူးနော်ဖို့တော့အဲ့လိုလက်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 ဆိုပြီးအရင်အဲ့လိုမဖြစ်ဘူးကိုအစားအရင်မစားတာနေ့တွေလောက်တော့အဲ့လိုနည်းနည်းများွားလို့ရှင်တော့ဖြစ်တာပေါ့နော်ဒါပေမဲ့ normally ဆိုတော့ ာမှတိတ်မဖြစ်ဘူး။အနက်အေးပေါ့ကော်ဖီအနက်ကိုအရင်ကြိုက်တယ်။ငငယ်လေးကဟိုဖွားဖွားအိမ်မှာဟိုအဖေဘက်ကအဖွားအိမ်မှာကိုကနေရဆိုတော့လေဖွားဖွားအမြဲအဲ့လိုကော်ဖီကော်ဖီ mix နဲ့ထမင်းကြော်နဲ့အဲ့လိုလောင်းပြီးမြဲစားတယ်။အခုအဲ့လိုလေအခုချိန်ကြီးလေအဲ့လိုစားတယ်ပေါ့နော်။အဲ့အိတ်ခဲကနေမမက်ရကော်ဖီဆိုတဲ့ဟာကိုတိခဲ့တာပေါ့နော်။အဲ့တော့တက်ကြည့်လိုက်ကြည့်လိုက်အချိန်မှာဟိုမှာကြောင်းသားတက်တဲ့အချိန်မှာလေညရစားလို့ရဆိုရှင်ကော်ဖီတောက်ရဆိုတော့အဲ့လိုမျိုးဟိုလိုပြောရလဲလူငယ်တွေကငငယ်ငယ်လေးကကော်ဖီတောက်ရဆိုတဲ့ဟာလေအဲ့လိုမျိုးမမက်ရရှိရဆိုအဲ့ရနေစားပြီးကြိုက်လာတာအခုချိန်ထိပဲပေါ့နော်။ ဒါပေမဲ့အရင်ကြိုက်လာတဲ့ဟာလေးကနည်းပြောင်းလာ mix ကနေပြီးတော့ cappuccino cappuccino အခုဆို americano ပဲတောက်တော့ရဲအဲ့လိုမျိုးလေးပေါ့ ကဒီပေါ့နော်ပထမဦးဆုံးအကြိမ်လုတ်ဖြစ်တာတော့ဟိုဘန်ကောက်ကထိုင်ဘန်ကဖေးဖိန်ပါမှာလုတ်ဖြစ်တာပေါ့နော်ဟိုကဖိတ်ခေါ်လို့လုတ်ဖြစ်သွားတာအဲအဲ့ရနေပြီးတော့လဲအမတို့အခုချိန်မှာအမအကြီးကတော့လူတွေအားလုံးရဲ့ stress ကိုဖြေပေးစေဖြေပေးချင်တာပေါ့နော်ဟိုဒီချိန်မှာပေါ့နော်လူတွေကမမီသားမမေတွေဆိုရင်လဲ အာအိမ်မှာမိသားစုတစုကိုဥဆောင်နေတဲ့လူတွေအနေနဲ့ဆိုရင်ရောဖြစ်ဖြစ်နောက်တခြားဘောနော်လုပ်ငန်းတစ်ခုကိုဥဆောင်နေတဲ့သူဆိုလို့အနေတိုင်းမှာ stress တွေနေရရင်ဆိုင်နေရတယ်ပေါ့နော်အဲ့အဲ့ဒီခါမှာဒီဒီ coffee နဲ့များတို့ stress လေးလွယ်လွယ်ကူကူပေါ့ stress လေးဖြေဖြောင်းလို့ရရနိုင်တယ်ဆိုတဲ့စိတ်လေးနဲ့လည်းအမအမြဲတမ်း workshop တွေမပြတ်လုပ်ပေးဖြစ်တာညီမလေးဟုတ် အမေမေတွေပဲဖြစ်ဖြစ်အမျိုးသမီးတွေပဲဖြစ်ဖြစ်မိတိုင်းလိုချင်တဲ့အခါကျရင်ဒါကိုကိုတိုင်းလဲဟိုတယောက်ချင်းမဟုတ်တော့ဘူးပေါ့အားလုံး group တစ်ခုအနေနဲ့ဖွဲ့ပြီးတော့စုစုစည်းစည်းနဲ့ဒါ coffee နဲ့အားတစ်ခုဖန်တီးလိုက်တဲ့အခါကျရင်ဒီအချိန်တစ်ခဏတော့မှသူတို့ stress တွေလည်းပြေမယ်အဲပျော်ရွှင်မှုရတဲ့အောင်လည်းရမယ်ပေါ့နော်အဲ့အနေနဲ့အမ coffee workshop တွေအများရန်လုပ်ဖြစ်နေရပါညီမလေးဟုတ်ညီမလေးကတော့အစတည်းကဒီ art ကိုအရန်ကိုမှအဲနော်ဟိုပကြီးဆိုလဲသူအရန်ဝါသနာပါတယ်ညီမလေးကိုယ်တိုင်လည်းတော်တော်လေးဆွဲနိုင်တဲ့ အဲသူပေါ့နော်အဲ့တော့အမရဲ့ဒီ page ကနေမြင်ပြီးတော့သူလာ join တာပါညီမလေးဟုတ်ကဲ့ရှိတယ်ဆိုတော့ဒါသူရဲ့လက်ရာလေးတွေဘလိုလေးမြင်နေလဲညီမလေးကအရန်အသေးစိတ်တယ်အရန်ဟို detail လုံးနိုင်တယ်သူဆွဲတဲ့ပုံလေးမှာဆိုရင်လည်းဒီဟိုခန်းစားချက်လေးတွေပါတယ်လုံးဝလေးစက်တမြောက်တယ်ပေါ့နော်ညီမလေးဟုတ် coffee လဲတောက်ပါ ကော်ဖီတောက်တဲ့ကော်ဖီကြိုက်တဲ့သူအချင်းချင်းရင်ဖက်ချင်းနှီးပါတယ်ပေါ့နော်အဲအဲ့ဒီလိုပဲအကော်ဖီဇက်ကလေးတွေနဲ့ကိုယ့်ရဲ့ရင်ထဲက stress တွေကိုလည်းဖြေဖြောင်းလို့ရပါတယ်ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုလည်းကော်ဖီဇက်ကလေးတွေနဲ့ sharing လုပ်လို့ရပါတယ်လို့အဲ့တော့အိမ်မှာကိုတောက်နေကြကော်ဖီလေးကိုသာဆောင်တာပါပျော်ရွှင်မှုကိုလည်းပေးတယ်အဲ stress တွေကိုလည်းပြေပျောက်စေတယ်ပေါ့နော်ဟုတ်ကဲ့ရှင်ညီမလေး